ဖြစ်စဉ်တိုင်းဖြစ်နေကြတဲ့အခုခေတ်မင်းသမီးတွေကိုမေတ္တနုတည်ပြောပြီးပရိသတ်များလုံးမင်းမင်္ဂလာပါရှင့်ရက်ကွက်မီဒီယာကနေပြည့်လည်ကြိုးစိုးလိုက်ပါတယ်နိုင်ငံကျော်ထိတ်တန့်အကယ်ဒမီမင်းသမီးကြီးမေတ္တနုကတော့ အခုချိန်ထိအနုပညာအလုပ်တွေကိုစူးစမ်းလုပ်ကင်နေဆဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာကြာအနုပညာလောကထဲမှာဖြတ်သန်းလာခဲ့ပြီးတော့ကိုရိုင်းကလည်းအောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့ရပ်တည်နေခဲ့ပေမဲ့မင်းသမီးတွေဖြစ်ပျက်နေတဲ့ပုံစံတွေကိုလုံးဝကိုသဘောမကျခဲ့ပါဘူး။ဒါကြောင့်အနုပညာလောကမှာမင်းသမီးဆိုပြီးတော့နာမည်ခံပြီးအရှက်မရှိပဲဖြစ်ချင်တိုင်းဖြစ်နေကြတဲ့နာမည်ခံမင်းသမီးတွေကိုမိသားစုကတော့အခုလိုမျိုးပဲပြတ်သားစွာပြောလာခဲ့ပါတယ်။ဒီနေ့ခေတ်မှာဆိုရင်တော့မင်းသားမင်းသမီးတွေကအနုပညာအရေးချင်းထူးချွန်ထက်မြတ်ဖို့စူးစမ်းရမှာတဲ့ ဘယ်လိုလုပ်ရင်လှမလဲဘယ်လိုပြင်ဆင်ဝေဆောင်းလိုက်ရမလဲဆိုတာတွေကိုတွေးတောနေတတ်ကြပါတယ်အထူးသဖြင့်မင်းသမီးတွေဆိုရင်ပိုဆိုးနေပြီးတော့ကိုယ်ပိုင်ရည်ချင်းတဲ့အနုပညာအလုပ်ကိုစူးစမ်းမလုပ်နိုင်မယ်ချက်လန်းကနေအောင်မြင်ဖို့အတွက်စူးစမ်းနေရကိုတွေ့ရပါတယ် ကိုကိုကိုအောင်မြင်အောင်လှုပ်ဆောင်ပေးနိုင်မယ့်နောက်ခံအင်အားတောင့်တင်းတဲ့အကောင်ကြီးကြီးတွေကိုတွေးလိုက်ပြီးဆိုရင်အမိဖမ်းပြီးတော့ရုပ်ရှင်ကားတွေရိုက်ကူးဖို့အတွက်နေရာရဖို့အတွက်စူးစမ်းနေကြတာပါအရင်ခေတ်ကဆိုရင်အဲ့ဒီလိုလုပ်တဲ့သူဆိုတာမရှိသလောက်ရှားပါပြီးတော့ကိုပိုင်ထူးချွန်တဲ့တယောက်ဆောင်အိုက်တင်အရေးချင်းတွေကိုချပြနိုင်လို့သာရုပ်ရှင်ကားတွေအများကြီးကိုရိုက်ရပြီးတော့အောင်မြင်လာခဲ့ကြတာဖြစ်ပါတယ်ဒီနေ့ခေတ်မှာကတော့ကိုနောက်ကနောက်ခံအင်အားကြီးတဲ့တယောက်ယောက်ရှိရင်ကိုဘာသာအရေးချင်းမရှိရင်တောင်မှဇက်ကားတွေတစ်ခုပြီးတစ်ခုရိုက်ကူးနေခဲ့ရတဲ့ သမီးတွေများပြားလာခဲ့ပါတယ်။ဒီလိုမျိုးအင်အားတောင့်တင်းတဲ့လူအောင်မြင်တဲ့သူကိုရရှိဖို့အတွက်လည်းတခြားသူတွေစီကနေအသိလူယူပြီးတော့စနိုက်တဲ့လောရက်တွေကပေါ်ထွက်နေခဲ့ပါတယ်။ဒါတွေကိုတခိတခါကရိုးသားစွာနဲ့စ조사ပြီးတော့အောင်မြင်လာတဲ့မင်းသမီးကြီးမိသားစုကတော့ဘလုံးမကိုလက်ခံပြီးလို့မရနိုင်အောင်ဖြစ်နေခဲ့တာပါ။ သူမတို့ခေတုံကဆိုရင်အရန်ကိုလည်းအရှက်ကြောက်ကြည့်ပြီးတော့ကိုပါတာကိုရိုးရိုးသားသားနဲ့အနုပညာလောကထဲမှာနေရာတစ်ခုရရှိအောင်စူးစမ်းနေခဲ့ကြပါတယ်။အဝိအစားအပြင်စင်ကအစရိုးရှင်းတာလေးတွေကိုပဲဝစ်ဆင်ပြီးတော့စကားပြောဆိုလဲထိမ့်သိမ့်နေနေနဲ့တကယ်ကိုရင်ကျေးတိမ်မွေးတဲ့မြန်မာမိန်ကလေးပီတာအောင်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ခင်မှာဆိုရင်တော့အဝိအစားဆိုရင်လေဟူဘော်ဒီပေါ်ဖိနေပါအကုန်ပေါ်တဲ့အဝိအစားတွေကိုဝိစင်ပြီးရောပုရိသတွေကိုဆွဲဆောင်တာပေါ်ပင်ဥပညာရှင်တွေဖြစ်ခံယူနေခဲ့ကြပါတယ်။ဒါကြောင့်ဒီလိုမျိုးစိတ်ဓာတ်တွေကအစအတော်လေးကိုအရှက်မရှိတဲ့လူတွေအနေနဲ့ကိုပါတာကိုဥပညာရှင်မင်းသားမင်းသမီးဆိုပြီးခံယူမနေကြဖို့လေမင်းသမီးကြီးမေတန်နုကပေါ်တင်ပြောလာခဲ့ပါတယ်။မင်းသမီးကြီးမေတန်နုရဲ့နောက်ထပ်မျိုးဆက်ဖြစ်တဲ့အင်ဒရာဂျော်စင်တို့တတ်မွန်မြင့်တို့ခေတုံကဆိုရင်တောင်ဒီလောက်ထိမစိုးခဲ့သေးပါဘူး။အခုခေတ်ကတော့အရင်ချင်းရှိတဲ့မင်းသားမင်းသမီး မီးတွေကနေရာပြောက်ပြီးတော့မန်တော်မနန်ဝေစားစင်ရင်မှုတွေနဲ့မသင့်တော်တဲ့လုံရက်တွေလုံနေကြတဲ့သူတွေကပဲရုပ်ရှင်ကားတွေဇလန်းတွဲတွေအများကြီးနေရာယူနေကြတာဖြစ်ပါတယ်။ ဒါကြောင့်အခုနောက်ပိုင်းမှာဆိုရင်ပြည်သက်တွေကမြမရုပ်ရှင်ဇာတ်ကားတွေဇလံတွဲတွေကိုကြည့်ရှုဖို့အတွက်စိတ်ပြက်လာကြပါပြီ။အထူးသဖြင့်ကတော့ကိုပိုင်ရည်ချင်းမရှိပဲအရှက်မရှိစွာနဲ့နေရာရဖို့အတွက်စူးစမ်းနေကြတဲ့အခုနောက်ပေါ်တဲ့မင်းသမီးပေါက်ဆလေးတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်ချင်တိုင်းဖြစ်ပြီးတော့ရည်ချင်းမရှိတဲ့မင်းသမီးတွေကိုရှက်တက်ကြစေဖို့အတွက်ပေါ်တင်ပြောလာခဲ့တယ်။မင်းသမီးကြီးမေတန်းတို့ရဲ့ဇာတ်ကားတွေပေါ်မှာပြည်သက်ကြီးတို့ရောဘယ်လိုမျိုးထင်မြင်မိပါသလဲရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။